အာဖရိကမှာ25နှစ်အတွင်းအဆိုးရွားဆုံးကာလာဝမ်ယောဂါကူးစက်မှုဖြစ်ပွားမှုနဲ့ရင်ဆိုင်နေရကြောင်းအာဖရိကဆေးဘက်ဆိုင်ရာတာဝန်ရှိသူများကပြောကြားခဲ့ပါသည်။အန်ဂိုလာနဲ့ဘူရန်ဒီနိုင်ငံတို့မှာကာလာဝမ်ယောဂါကူးစက်မှုများတဖန်ပြန်လည်မြင့်တက်လာခဲ့ပြီးတဲ့နောက်ယခုကဲ့သို့အဆိုးရွားဆုံးအခြေအနေနဲ့ကြုံတွေ့နေကြောင်းပြောကြားခဲ့ပါသည်။ 2025ခုနှစ်တွင်ကာလာဝမ်ယောဂအတီးပြုကူးစက်ခံရသူနှင့်တတရားဖြစ်သူ3သိန်းခန့်စံချိန်တင်ရှိခဲ့ကြောင်းအာဖရိကသမဂ္ဂအတွက်အများပြည်သူ့ကျန်းမာရေးအေဂျင်စီအာဖရိကယောဂထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ CDC ကပြောကြားခဲ့ပါသည်။ဒါအပြင်ကလာဝမ်ယောဂါကြောင့်သေဆုံးသူ9000ကျော်ရှိကြောင်းထပ်မံပြောကြားခဲ့ပါသည်။အဲဒီရေတွက်ဟာလွန်ခဲ့တဲ့နှစ်ကာလတူအချိန်ကထက်30ရာခိုင်နှုန်းကျော်ပိုများပြီးလွန်ခဲ့တဲ့နှစ်ကကုဆတ်ခံရသူ2,5485ဦးရှိပါသည်။ ကာလာဝမ်ယောဂါကအဓိကပြဿနာဖြစ်နေပါသေးတယ်လို့ Africa CDC ညွှန်ကြားရေးမှူးချုပ် Yann Kasira ကပြောကြားခဲ့ပါတယ်။ နေစဉ်နေ့တိုင်းကာလာဝမ်းယောဂါကုဆတ်ခံရသူအရေအတွက်ကပိုတိုးလာဝဲရှိနေပါတယ်လို့၎င်းကဆိုပါတယ်အထူးသဖြင့်အန်ဂိုလာနဲ့ဘူရင်ဒီနိုင်ငံများမှာကုဆတ်မှုတိတိတသားတိုးလာကြောင်းကာစီရာကဆိုပါတယ်အန်ဂိုလာနိုင်ငံမှာ2025ခုနှစ်အတွင်းကာလာဝမ်းယောဂါကုဆတ်ခံရသူ3363ဦးရှိပြီးသေဆုံးသူ866ဦးရှိကဘူရင်ဒီမှာကုဆတ်ခံရသူ2380ဦးနဲ့သေဆုံးသူ10ဦးရှိခဲ့ပါတယ် ာလဝမ်ယောဂါဟာကာလဝမ်ဘက်တီးရီးယားပေါ် fibrocholera လို့ခေါ်တဲ့ဘက်တီးရီးယားယောဂါပိုးကြောင့်ဖြစ်ပြီးမတန့်ရှင်းတဲ့တောက်သုံးရည်နဲ့အစားအသောက်များမတစ်ဆင့်ကူးစက်ခြင်းဖြစ်ပါတယ်။ပိုးကူးစက်ခံရသူတိုင်းမှာကာလဝမ်ယောဂါလက္ခဏာများမပြပေမဲ့လေအဲ့ဒီသူဟာယောဂါပိုးသေးဆောင်ပြည့်နေစေသူဖြစ်နိုင်ပါတယ်။ ၎င်းယောဂဟာဥလန်းကြောင်းအတွင်းသို့အစိတ်တစ်မျိုးကိုထုတ်လွှင့်ပါသည်အဆိုပါစိတ်ဟာဥနယံရှိဆေးများရဲ့လုံဆောင်မှုကိုပြည့်စည်စေကာရေဓာတ်မဆုတ်ယူနိုင်ခြင်းခန္ဓာကိုယ်အတွင်းပိုင်းမှရေကိုဥလန်းကြောင်းအတွင်းသို့ပြန်လည်ဆိတ်ထွက်ခြင်းတို့ကြောင့်ပြင်းထန်တဲ့ဝမ်းလျှောခြင်းရေဓာတ်ဆုံးရှုံးခြင်းတို့ဖြစ်စေနိုင်ပါသည်ယောဂဘဝဝင်ပြီးနှစ်နာရီမှ၅ရက်အတွင်းအလွန်အမင်းဝမ်းလျှောခြင်းနဲ့ပြိုအန်ခြင်းတို့ကိုခံစားရနိုင်ပါသည်ကလာဝမ်းယောဂဘူးကုသခံရတဲ့လူနာ၁၀ရာခိုင်နှုန်းမှာပြင်းထန်တဲ့လက္ခဏာများဖြစ်ပေါ်ပြီးအချိန်မီကုသမှုမခံယူလျင်အသက်အန္တရာယ်ရှိပါသည် ကလာဝံယောဂါကိုတေချာကုသမှုမခံယူရင်းသွေးတွင်တခြားဓာတ်ကျဆင်းခြင်းသွေးတွင်ပိုတက်ဆီယမ်ဓာတ်နှေးပါခြင်းတို့ဖြစ်နိုင်ပါသည်။အာဖရိက CDC ကအာဖရိကတဝန်းမှာတန်ရှင်းတဲ့တောက်သုံးရည်ရရှိမှုအားနည်းခြင်းနဲ့ပဋိပက္ခများကြောင့်၎င်းယောဂါကုသမှုမြင့်တဲ့နေရာကြောင်းပြစ်တင်ပြောကြားခဲ့ပါသည်။တိရတဲ့အတိုင်းပဲရင်မရှိဘူးဆိုရင်ဒီကုဆတ်မှုကိုတကယ်တမ်းမထိချုပ်နိုင်ပါဘူးလို့ကာစီရာက ပြောကြားခဲ့ပါတယ်။